အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ထိုးမဲ့ပွဲကမြန်မာလူငယ်ဖိုက်တာတန်းစင်ရဲ့ဝမ်ချမ်ပီယံရှစ်နောက်ဆုံးပွဲဇင်လဲဖြစ်သွားနိုင်ပါတယ်ဝမ်ချမ်ပီယံရှစ်ဘက်ကတော့ဝမ်မှာရှုံးပွဲဆက်နေတဲ့တန်းစင်ကိုဒီပွဲမှာသာဆက်ရှုံးခဲ့ရင်နောက်ထပ်ခွင့်ရပေးဖို့ထပ်ပြီးမလွယ်လောက်တော့ပါဘူးဒီပွဲမှာတန်းစင်တွေ့ရမယ်ပြိုင်ဘက်ခွန်ပွန်နိုင်ဆိုတာကလည်းဝမ်ချမ်ပီယံရှစ်မှာခဏပွဲအထိနိုင်ထားပြီးနှစ်ပွဲရှုံးဆိုတဲ့ရလကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတယောက်ပါဒီနိုင်ပွဲထဲမှာ မြန်မာဖိုက်တာအုပ်ဖြစ်တဲ့မိုးထက်အောင်နဲ့စွန်ရတ်တို့လိုမြန်မာဖိုက်တာတွေကိုတောင်းနိုင်ယူခဲ့ဖူးတဲ့ဖိုက်တာကောင်းတယောက်ပါတန်းစင်နေနဲ့ဒီပွဲမှာနိုင်ရမှာဖြစ်မှာမလို့ကွန်ပွန်နိုင်ကိုရေကုန်ရေခမ်းတိုက်စစ်ဖွင့်ဆော့ရတော့မှာပါတန်းစင်မှန်တကယ်လုတ်ပြနိုင်ဖို့ဒူပါလိမ့်မယ်ဒါကိုတန်းစင်တယောက်လည်းတည်နေပြီးတော့ရှေ့ပွဲတွေတုန်းကလို့မဖြစ်အောင်ထိုင်းကိုအစိုးဆုံးတွားရောက်ပြီးသူ့ idol super legend မှာ ်ပြချင်းပြင်ဆင်ခဲ့တာပါဒီတခေါက် component နဲ့ပွဲမှာပြင်ဆင်မှုအကောင်းကောင်းနဲ့တန်းစင်တယောက်ပြိုင်ဘက် fighter component ကိုကျင်းဆိုင်ရမှာပါတန်းစင်တယောက် super lessy ကပညာရီ၃ချပြီးပြိုင်ဘက်ကိုအနိုင်ယူထိုးသတ်သွားနိုင်မလားစောင့်ကြည့်ရမှာပါနောက်ပြီးထိုးသတ်ပုံကောင်းပြီးပြိတ်သက်ကိုပျော်ပြေမှုပေးနိုင်တဲ့တန်းစင်တယောက်သူ့ရဲ့အားနည်းချက်ဖြစ်တဲ့မကုံပိုင်းကိုရော်တကယ်ပဲပြင်ဆင်လာနိုင်ပြီလားဆိုတာဒီပွဲမှာထပ်မံမြင်တွေ့ရအောင်ပါ မြန်မာပြည်သက်တွေကတော့တန်းစင်ကိုအများကြီးမျှော်လင့်ထားခဲ့ကြပေမဲ့တန်းစင်ကဒါကိုမလုပ်ပြနိုင်သေးတာကြောင့်သူ့ရဲ့နောက်ဆုံးရှုံးပွဲမှာတော်လေးကို ဝေဖန်ခံခဲ့ရတာပါခွန်ဘွန်နိုင်နဲ့ပွဲစဉ်မှာတန်းစင်နေနဲ့ပြည်သက်ယုံကြည်မှုပြန်ရအောင်ပြည်သက်ယုံကြည်မှုပြန်ရအောင်နဲ့ရှုံးပွဲဆက်နေမှုကိုရတန်းပြသွားနိုင်မလားဆိုတာရင်ခုန်စွာစောင့်မျှော်ကြည့်ရှုအားပေးရမှာပါအားလုံးကိုကျေးဇူးများတင်ပါတယ်